လေးစားတန်မိုးထားရတဲ့ချယ်ရီပရိသတ်များအလုံးမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမယ့်ဇလန်းလေးကတော့ဥပရိចောင်းသားလေးတယောက်ဟာပြည်ရဲရေးဝင်ကြီးရဲ့သမီးကိုမှလူသက်မရင်းကျင်ပါတယ်ဆိုပြီးရုတ်တရက်မတရားအဆက်ဆွဲခံလိုက်ရပါတယ်ဒီအမှုဟာတာမန်နဲ့မတူပဲဩဇာကြီးမားတဲ့မိသားစုကဖြစ်နေတဲ့အပြင်နိုင်ငံရေးတွေနဲ့ပါပတ်သက်နေတာကြောင့်ဥပဒေကြောင်းသားရှိပါဟာဒီအမှုကလွန်မြောက်နိုင်ပါမလားဘာတွေဖြစ်ကုန်မလဲဆိုတာကိုတော့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ် ရှင်ပရိသတ်တို့ကဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် channel လေးကိုလည်း subscribe လုပ်ခါလက်မလေးတယောက်တစ်ခုစီနဲ့အချိန်ရရင်လည်း comment လေးတယောက်တစ်ချောင်းစီလောက်မန်းခဲ့ပေးခြင်းအပြင်ကူညီကြပါအောင်နော်။ ဇလန်လီရဲ့အစမှာတော့အုပ်စုဖွဲ့မရေမှုတွေတခုပြီးတခုဖြစ်လို့နေတာကြောင့်ပြည်ထရေးဝန်ကြီးဟာခေါင်းကိုက်နေရပါဒီလိုဖြစ်ရတွေမှာသူတို့ဌာနတွေရဲ့တာဝန်မဟုတ်ဘဲမိဘတွေကကိုယ်သမီးတွေကိုညာဘက်အပြင်လွတ်လွတ်ဖြစ်တာပါဆိုပြီးအင်တာဗျူးမှာဖြေမိလို့ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်ဒီကောင်လေးရဲ့နာမည်ကတော့ရှီဗာပါစာတော်ပြီးညံကောင်းတဲ့ဥပဒေကြောင်းသားလေးတစ်ယောက်ပါသူ့ရဲ့အားနေချက်ကစကားမပြောနိုင်တဲ့ဆုံးအနေသူတစ်ယောက်ဖြစ်ခဲ့တာပါ ဒီကနေ့ကကောလိပ်နောက်ဆုံးနေ့ဖြစ်တာမို့ရှိပါကတော့သူ့အမေရှိတဲ့ရွာကိုပြန်မို့ပြင်ဆင်နေရလဲဖြစ်ပါတယ်။ဒီကောင်မလေးကတော့ပြည်ထောင်ဝင်ကြီးရဲ့တမီနီဒီပါ။သူမဟာတငယ်ချင်းတွေနဲ့အပြတ်တောက်ပြီးကလပ်မမူးနေကအသိစိတ်လွတ်နေတဲ့သူတယောက်လည်းဖြစ်ပါတယ်။မိန်းကလေးတယောက်ခဏကိုတရားများစွာနဲ့အုပ်စုဘက်မတိန်ကျစ်ခံရတယ်လို့ယူဆရပြီးစိတ်ရုံကိုအလှည့်မြန်ရောက်ရှိလာတာပါ။သူမကတော့အားလုံးသိတဲ့အတိုင်းပြည်ထောင်ဝင်ကြီးရဲ့တမီနီဒီပဲဖြစ်လို့နေခဲ့တာပါ။ မရိမှုဆိုတဲ့သတင်းကြကြချင်းမှာမီဒီယာတွေကလည်းအလင်းအမြန်စုံစမ်းရင်းညာရင်းချင်းပဲသတင်းပေါက်ကြားသွားခဲ့ပါပြီရဲတွေကတရားခံကိုချက်ချင်းပဲဖမ်းမိထားပါတယ်လို့ကြညာလိုက်ပါတယ်အစတွေက ဝန်ကြီးနဲ့နေဒီရဲ့တာအဖဆက်ဆံရေးဟာမကောင်းလာပါဘူးရဲတွေဘက်ကလည်းတရားခံလို့ယူဆရတဲ့လူကိုအပြင်းအထန်စစ်ဆေးမေးမြန်းနေပေမဲ့လည်းတခုံးမှထုတ်ဖို့မပြောနိုင်တာကြောင့်စိတ်တူထောသားထွက်နေရပါတယ် တင်းတော့မကလည်းတင်းကိုမရမကခိုးယူလို့နေရင်သူမကြည့်လိုက်ရပါတယ်။နောက်နေ့မနေ့တင်းမပါလာတာကတရခန်းလို့ဆွဆွဲခင်ရသူဟာဥပဒေကြောင်းသားရှိပါဆိုတာပါပဲ။သူ့အမှုကဝင်ကြီးနဲ့သက်ဆိုင်နေတာမို့မြည်သည့်ရှိနေတဲ့ဦးတယောက်ကမှသူ့ဘက်ကအမှုမလိုက်ပေပဲမြင်းဆန့်ခြင်းကိုလည်းခံထားရပါတယ်။တဲ့င်းတော်မရဲ့အမေကသူ့သမီးရဲ့တဲ့င်းတွေကိုကြည့်ပြီးစိတ်မကောင်းလို့နေရပါ ရှိဖားကိုကိုဝင်လွဲထားတော့မှာပဲအဖေဖြစ်သူဟာမရင်းသမားလို့မာရွန်ဆွဆွဲခြင်းကိုခံလိုက်ရတာမို့သူ့သားလေးကြီးလာရင်မတရားမှုတွေမရှိအောင်ဥပရေပညာကိုရအောင်သင်ခိုင်းခဲ့တာပါအခုတော့ရှိဖားပါဆွဆွဲခံနေရပြီမို့တေမိတ်ပေးခံရရင်မိခင်ဖြစ်သူဘလို့ခံစားရမလဲဆိုပြီးတရင်တော်မကိုအမေဖြစ်သူဟာနားချပေးနေရပါတရင်တော်မကလည်းရှိဖားရဲ့အမေနဲ့တွေ့ဆုံပြီးလိုက်ပါကူညီပေးမယ်လို့အပင်စကားပြောလိုက်ပါတယ် ဂျယ်ရီဘမလည်းဤမျိုးစုံနဲ့ရှီဘာကိုဝန်ခံစကားပြောလာဖို့စူးစမ်းနေကြပါတယ်။ရှီဘာရဲ့အမိနဲ့တရင်တော်မကအဲ့တွေးဖို့လာခဲ့ပေမဲ့လည်းငင်းဆန်ခြင်းကိုခံလိုက်ရတယ်။ဝင်ကြီးရဲ့ဘမတော့တကားမှမရှုံးဘူးတဲ့ရှေ့နေကလိုက်ပါဦးဆောင်ပြီးမှဖြစ်ပြီးတရားသူကြီးမင်းဟာလည်းအတော်ဆုံးလူတရားအဖြစ်တာဝန်ယူမှဖြစ်ပြီးတော့ပြည်내ရုံးကနေခရိုင်ရုံးတို့လှည့်ပြောင်းလိုက်ခြင်းကိုခံရပါတယ်။ ထမဆုံးတရားခွင်တော့အစတင်လာပါပြီ။ပြည်နယ်ဝန်ကြီးရဲ့ငွေကြေးနဲ့နိုင်ငံရဲ့ဩစာကြောင့်တရားခွင်တစ်ခုလုံးဟာရှိပါဘက်ကရှင်းနေလိုက်ဖို့ကိုစံကျင်နေကြပါရယ်။သူ့ကိုဆွဆွဲတဲ့တသက်အထောက်အထားတွေဟာမခိုင်မာပါပဲ။နိုင်ငံရေးဖိအားတွေကြောင့်အမှန်တရားအဖြစ်အတင်းကျပ်ပုံဖော်ခံနေရတာပါ။ဒါပေမဲ့လည်းတရားခွင်ရဲ့အစိုးဆုံးအခြေအနေကတော့ ဖန်ဆီးခံရခြင်းနဲ့ရဲတွေရဲ့စစ်ဆေးမှုတွေကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်သွားတဲ့ရှိပါဟာစကားတစ်လုံးမှပြင်မပြောနိုင်မဲတိတ်ဆိတ်နေခြင်းပဲဖြစ်ပါတယ်။ဥပဒေပညာကိုကျွမ်းကျင်သူဖြစ်ပေမဲ့ဒီဆက်ဆွဲချက်တွေကိုသူခြေပါနိုင်ခဲ့ခြင်းမရှိဘူးဖြစ်လို့နေရပါ။ဝန်ကြီးဘက်ကရှင်းတွေကဒါကိုပြစ်မှုကျွလွန်သူဤအပြစ်ဝန်ခံမှုအဖြစ်ပုံဖော်ဖို့စူးစမ်းနေခဲ့တာပါ။ မဟုတ်ပဲအဆွတ်ဆွဲခံနေရတဲ့ရှိပါဟာရှိရခြင်းများစွာနဲ့ရုတ်တရက်တိတ်ဆိတ်နေတဲ့တရားရုံးခန်းထဲမှာပဲနှစ်ပေါင်းများစွာဥပဒေပညာကိုလေ့လာခဲ့တဲ့အကျိုးဆက်အဖြစ်သူ့ကိုယ်သူကာကွယ်ဖို့အတွက်စကားပြန်လည်ပြောနိုင်ခဲ့ပါတယ်။ရှိပါကဥပဒေကြောင်းသားတဦးပြီးဆွတ်ဆွဲချက်တွေတစ်ခုချင်းစီကိုအခြေခံဥပဒေနဲ့ဥပဒေကြောင်းအရာပြန်လည်ထောက်ပံ့ချေပါနိုင်ခဲ့ပါတယ်။သူဟာဥပဒေရဲ့ဟာကွက်တွေစစ်ဆေးမှုလုပ်ထုံလုပ်နေတွေ ချိုးဖောက်မှုတွေကိုအသေးစိတ်ဖော်ထုတ်နိုင်ခဲ့ပြီးတော့ဝန်ကြီးရဲ့နိုင်ငံရေးဩဇာကိုဥပဒေအကြောင်းပြဋ္ဌာန်းတွေနဲ့ပြန်ပြီးစိန်ခေါ်နိုင်ခဲ့ပါတယ်။ တရက်ခွေဟာရုတ်တရက်အလက်အပြောင်းဖြစ်သွားခဲ့ပါတယ်။ရှိဖာရဲ့ပြက်သားတဲ့တိုက်ပွဲကြောင့်အမှုတွေကနေအမှန်တကယ်ဖုံးကွယ်ထားတဲ့အချက်အလက်တချို့ဟာပေါ်ထွက်လာခဲ့ဖို့အစတင်ခဲ့ပါတယ်။ဒါဟာရိုးရိုးမတိမ်မှုမဟုတ်တော့ပါဘူး။နိုင်ငံရေးစီမံကိန်းတစ်ခုဖြစ်လို့နေတယ်ဆိုတာပါပဲ။ရှိဖာရဲ့အတန်ပြန်ရွှတ်လာခြင်းဟာတရက်ခွေတစ်ခုလုံးကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။ ူဟာသူ့ရဲ့ဥပဒေဗဟုတုတတွေကိုအတုံချပြီးဆွဆွဲချက်တွေကိုတခုချင်းစီဖျက်ဆီးခေုံတာမကပြမှုဖြစ်ပေါ်ရနေရာမှာ ဖုံးကွယ်ထားတဲ့အဓိကတသက်အထောက်အထားတွေကိုပါတောင်းဆိုခဲ့ပါတယ် ဝန်ကြီးဘက်ကနိုင်ငံရေးဖိအားပေးမှုတွေရဲတပ်ဖွဲ့ရဲ့မမှန်မကန်လှုပ်ဆောင်မှုတွေဟာတရားသူကြီးရဲ့ရှေ့မှာတပြေးပြင်းနဲ့ပေါ်လာခဲ့ပါတယ်။အဓိကလိုအပ်ချက်ကတော့ပြစ်မှုကျုံးလွန်သူအစ်စ်အမှန်ဟာရှိပါဟုတ်မနေပဲဝန်ကြီးနဲ့ဆက်ဆက်နေတဲ့တခြားဩဇာရှိသူတအူဖြစ်နေခဲ့တာကိုဖော်ထုတ်နိုင်ခဲ့ခြင်းပါပဲ။ ဝင်ကြီးရဲ့တကယ်ရည်ရွယ်ချက်ဟာသူ့သမီးရဲ့အမှုအမှန်ကိုဖော်ထုတ်ဖို့မဟုတ်ပဲနိုင်ငံရေးပြိုင်ဘက်တွေကိုနှိမ်နင်းဖို့ဒါမှမဟုတ်သူနဲ့ပတ်သက်တဲ့တရားခံကိုဖုံးကွယ်ဖို့ရှိပါဆိုတဲ့လူငယ်လေးတဦးကိုရစ်ကောင်အဖြစ်ပုံဖော်ဖို့ဖြစ်ခဲ့တာပါ ရှိပါရဲ့ခိုင်မာတဲ့ပြတ်သားတဲ့ခြေပါချက်တွေဥပဒေနဲ့အညီထောက်ပါမှုတွေကြောင့်နောက်ဆုံးမှာတော့တရားသူကြီးမင်းဟာနိုင်ငံရေးဖိအားကိုဖယ်ရှားပြီးဥပဒေကိုစောင့်ရှောက်ခဲ့ပါတယ်။တရားရုံးကရှိပါဟာပြစ်မှုကင်းရှင်းကြောင်းတရားဝင်ကြေညာနိုင်ခဲ့ပါတော့တယ်။ မှားယွင်းစွာဆွဆဲခံကြရတဲ့ဥပဒေပညာရှင်လေးဟာစကားမပြောနိုင်တဲ့အခြေအနေကနေပြန်လဲရုံးထွက်ပြီးသူ့ရဲ့အသိပညာနဲ့တတိကိုအသုံးပြုကအာနာရှင်ဆန်တဲ့နိုင်ငံရေးစနစ်ကိုအနိုင်ယူလိုက်ပါပြီ။တရားမျှတမှုဟာခက်ခဲကြံ့ကြာခဲ့ပေမဲ့နောက်ဆုံးမှာတော့အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီစကားကပေးတဲ့မှတ်သားဖွေရကတော့ဥပဒေစနစ်ဟာအားနည်းနေနိုင်ပေမယ့်မှန်ကန်တဲ့အသိပညာပညာတဲ့စိတ်ဆန္ဒနဲ့တရားမျှတမှုတွေအပေါ်ယုံကြည်မှုရှိမယ်ဆိုရင်အနာအရှိဆုံးသူတွေကိုတော့ရင်ဆိုင်အနာယူနိုင်တယ်ဆိုတာပါပဲဥပဒေကိုအတုံးချပြီးအသက်ရှင်တန်ခဲတဲ့ရှိပါရဲ့ဇလန်လီကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီเนาะ ချစ်တဲ့ပရိသတ်ကြီးအားလုံးလည်းချိုင်းနှစ်တခြားလိမ့်မယ်လို့ညွှန်လင်းမိပါတယ်ရှင့်နောက်ထပ်နောက်ထပ်ဇလံကောင်းလေးတွေလည်းအများနဲ့တင်ဆက်ပေးနေမှာမို့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးဗီဒီယိုလေးကိုလည်းလက်မလေးတရားတစ်ခုစီလောက်နှိပ်ခဲ့ပေးပါအောင်နော်